ဖလားမရပဲရွှေဘော်လုံးစုကိုသူကျော်ပြီးရဲလို့ပါလို့ရသွားတယ်လဲဆိုတာ theory ထုတ်ပြခဲ့တဲ့ rivalry ပြင်းထန်တဲ့စင်အောင် friend rivalry က2013ခုနှစ်စပွဲဘက်မှာသူ့ကိုကျော်ပြီးရဲလို့အနိုင်ရခဲ့တဲ့အပေါ်မတရားတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့တယ်လို့ယုံကြည်နေပါတယ်အဲ့ဒီအချိန်က Bayern Munich မှာကစားနေရ rivalry ဟာ Holland League ကဂျာမန်ဖလားနဲ့ Champions League ကိုပါဝင်နေတဲ့တမန်ရဲ့ဖလားတော်တော် triple ကိုရယူကြမှာဘယ်တော်ဘန်ကနေအလွန်ကြီးကြီးတဲ့အခက်ခဏကနေပါဝင်ခဲ့တာဖြစ်ပါတယ်သူဘန်ရောစုမရတာမမြတ်တာဘူးလို့ခံစားရတဲ့အကြောင်းကို rivalry က ဒါမှမကြဘူးကျွန်တော်အတွက်အရိယာဒီအောင်မျိုးနိုင်ဆရာကောင်းတဲ့ယာတိဖြစ်ပြီးကျွန်တော်စူးရတဲ့နဲ့သူတို့ကမဲပေးခြင်းကိုတိုးလိုက်ပြီးထူးဆန်းတဲ့အရာတစ်ခုဖြစ်ခဲ့တယ်။ဒါနိုင်ငံရေးအရွေးချယ်မှုလို့ကျွန်တော်ခံစားခဲ့ရတယ်လို့ပြောကြခဲ့ပါတယ်။အဲဒီကတော့ငါမူလာကမဲပေးရမယ့်နောက်ဆုံးရက်ကို2013ခုနှစ်နိုဝင်ဘာ15ရက်လို့သတ်မှတ်ထားခဲ့ပေမယ့်ဖီဖာကမဲပေးသူများစွာဟာမူလာသတ်မှတ်ရက်ကိုမမီကဲလို့ဆိုပြီးတော့နိုဝင်ဘာ29ရက်နေ့ထိပြိုင်ပွဲကိုအချိန်တိုးမြှင့်ပေးခဲ့ပါတယ်။ ရီဘာရီယာ2020နဲ့2023ရာသီမှာအကောင်းဆုံးခြေစွမ်းနေကြောင်းပြင်သစ်ရဲ့တင်းတာအကောင်းဆုံးစာမဆုနဲ့ UEFA ရဲ့ဥရောပတင်းတာအကောင်းဆုံးစာမဆုအပါအဝင်ဒုရင်းစုတွေကိုစုကူနိုင်ခဲ့ပါတယ်။ဒီစုရရှိချိန်မှာမန်စီကဒီပြိုင်ပွဲမှာဥရောပကအကောင်းဆုံးစာမ၃ဦးထဲမှာပါဝင်ခွင့်ရတာကိုယ်ပါရင်ရီဘာရီစုရဖို့ထိုက်ချန်ပါတယ်လို့ကြီးကျူးခဲ့တဲ့အခြေပါပဲ။ဒီလိုဒုရင်းစုတွေရရီဘာရီကိုဗိုလ်နီယောစုရဖို့အတွက်ဦးတည်စီခဲ့တာဖြစ်ပါရင်ရီဘာရီကကျွန်တော်ဝမ်းမနေပါဘူး။ဒါပေမဲ့ရင်းထဲမှာတော့နာကျင်ခဲ့ရတယ်လို့ပြောကြားခဲ့ပါတယ်။ ဘန်နူအားလောက်ဆက်ဆောင်ခွေးထဲမှာဘလိုနီယားစုရရှိခဲ့တာကြောင့်ဆူရတဲ့နှစ်မှာကလပ်ပလားများရှိခဲ့ပေဘလိုနီယားစုရရှိခဲ့တဲ့၂၁ရာစုရဲ့ပထမဆုံးကစားမဖြစ်လာခဲ့ပါတယ်။ရွန်ဒိုကိုဆူရဖို့တောင်းပေးခဲ့တာကဆွေဒင်းနဲ့ဘွယ်ကဟက်ထရစ်တစ်ခုရမှာပဲအဲဒီကာလကဘဲမန်ချင်းအတွက်နောက်ချန်ဟက်ထရစ်နဲ့ချိန်သွင်းယူခဲ့တာကြောင့်ရက်၂၁ရက်အတွင်း၃ချိန်ဟက်ထရစ်ရခဲ့ပြီးမဲပေးသူတို့ရဲ့အာရုံစိုက်မှုကိုခံခဲ့ရပါတယ်။ တရားစံတော်မလို့လည်းဆိုရှင်ကိုကြီးညာဖို့စီမင်းပေါ်တက်လာတဲ့သူကတော့ပီလီဖြစ်ပြီးရယ်ဒိုနာမေကိုအွန်လိုင်းနဲ့ချိန်မှာမက်ဆီရီပါရီရယ်ဒိုအသုံးစလုံးဆစ်လုရှာနေခဲ့ကြပါပဲ။ရီပါရီမျက်နှာပေါ်မှာတော့စိတ်ပြက်လက်ပြက်အသွင်ကိုတွေ့ကြရပါတယ်။ရယ်ဒိုအဆုလက်ခံရရှိချိန်မှာမြေကြားခဲ့ပေမဲ့ဒီနှစ်တွေကြာတဲ့အထိရီပါရီကတော့အဲ့ဒီအဖြစ်ပြက်ကိုစိတ်ထိခိုက်နေစေဖြစ်ပါတယ်။တရားစံတော်ကလည်းမှာတော့ရီပါရီကအဲ့ဒီအဖြစ်ပြက်ကိုမေးမရသေးတဲ့အတွက်ပြခဲ့ပြီးရယ်ဒိုကအနာကက်ပေါ်လို့လည်းဆိုရှင်နေအကြောင်းပြောခဲ့တာကိုပြည်သူသားကမချိမချမ်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကြွယ်ပေါ်လေးကဆုပ်ရတဲ့သူဟာဘုရားချမြေလေးပလားဆုပ်ခိုးဖို့တဲ့အစားသမားဖြစ်ရမယ်လို့ထင်တယ်။ဒီဆိုအပ်သူ့ရဲ့တံပိုးကိုဆုံးရှုံးနေပြီလို့ရေတို့ကကြွယ်ချခဲ့ရမှာရီဘာရီကသူ့အနေနဲ့ချမြေလေးပလားရပူလာတော့မှ2013ခုနှစ်က Real Madrid ကနေဝင်ကိုကျော်လွှားနိုင်ခဲ့ခြင်းမရှိဘူးဆိုတာကိုလူမှုကွန်ရက်မီဒီယာပေါ်ကနေပြန်လည်တည်ပြခဲ့ပါတယ်။